ခုကျွန်တော်ကရေရလက်ဆောင်လေးတစ်ခုတင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီရေရကအလွယ်တကူနဲ့ပေါ့နော်အားလုံးလုံးလို့အစင်ပြေလောက်တဲ့ရေရလေးဖြစ်ပါတယ်အဲ့တော့ဒီရေရတောင်းဝဲဖို့တဲ့ဘာပစ္စည်းလေးတွေလိုအပ်လဲဆိုတော့ကိုရွက်ပေါ့နော်ဒါကိုရွက်ဆိုတော့ဒီမှာအညာလဲပါတယ်ပေါ့ဒါအောက်ကအမီးလေးပိုင်းလဲဖြတ်မှထားတဲ့ကိုရွက်ခက်ကြီးကြီးလေးပေါ့နော်တရွက်လိုပါတယ်ဒါခုလိုကျွပကန်တိုက်ပကန်များလေးတစ်ချက်လိုပါတယ်နော်နောက်ထုံးလိုပါတယ်ထုံးနှင်းလေးပေါ့နော်နောက်ပြီးလို့ရှိရင် ခညက်ခဲလိုပါတယ်เนาะအဲ့တော့ဒီဟာကကျွန်တော်နဝင်းနဲ့ဓာတ်ဆင်ပြီးလို့ရှိရင်ရေရရလုတ်တဲ့နေလေးပါအဲ့တော့ဘလို့အကြောင်းကိစ္စတွေအတွက်ဆောင်ရွက်လို့ရလဲဆိုတော့ကိုလိုချင်တဲ့အရာကိုရချင်တဲ့အရာကိုပြစ်ချင်တဲ့အရာကိုဝင်ချင်တဲ့အရာတွေဘလို့အရာမျိုးမဆိုဆောင်ရွက်ပြလို့ကြရတယ်ပေါ့เนาะရေရရလေးတစ်ခုဖြစ်ပါတယ်အဲ့တော့အဲ့ဒီရေရရလေးကိုကျွန်တော် ပြောပြပေးမှာဖြစ်ပါတယ်เนาะနောက်တစ်ခုကဒါကျွန်တော်ရဲ့မိတ်ဆွေများပေါ့เนาะကျွန်တော်ရှိမှပြည်နေမေးတဲ့ပိတ်သက်တွေလည်းဒီထက်မှအများကြီးပါမှာပါဆိုတော့ကျွန်တော်အချိန်မှလာလာပြီးတော့မေးတဲ့အခါမှာဆရာရဲ့เนาะဂျယ်ရီယာလေးလှုပ်ပေးပါအစီအင်းလေးလှုပ်ပေးပါအပွဲလေးတင်ပေးပါပေါ့เนาะတချို့ကနိုင်ငံခြားရောက်နေတဲ့သူတွေရှိတယ်ဒါကိုယ်တိုင်လှုပ်လို့အဆင်မပြေဘူးပေါ့เนาะတချို့အဲအလောက်ကခြေနေကြအောင်အခက်ခဲနေကြအောင်ပေါ့เนาะကိုယ်တိုင်ဂျယ်ရီယာခြေဖို့အခက်ခဲရှိတဲ့သူတွေကိုများသောအားဖြင့်တော့ကျွန်တော်ကလည်းပဲ အဲညင်းပစ်မိတာများပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းတရားရဲရန်နေတဲ့အခါမှာပေါ့နော်ဒီဘေးဒင်းဟောတဲ့အလုံးနဲ့အဲကျွန်တော်မှာကအဲမနာရန်ပေါ့နော်ဒါဖြစ်နေတဲ့အတွက်ပေါ့ဒီရေရာတို့ဘာလို့ပဲကိုသိပ်ပြီးတော့အောင်ဆိုင်နိုင်ခြင်းမရှိဘူး။ဒါမှမဟုတ်တချို့သောရေရာလေးတွေဟာမိမိတို့ကိုယ်တိုင်လုပ်လို့ရအောင်ကျွန်တော်ကအခုလိုအကြံပေးလမ်းညွှန်ပေးမယ်။နောက်တစ်ခုကကျွန်တော်တို့ဘေးဒင်းဆရာတွေတော်တော်များများကဒါရေရာဆိုလို့ရှိရင် အဓိကလက်ခံထားပြီးဆောင်ရွက်တဲ့ရေရရာကနဝင်းပွဲရေရရာဖြစ်ပါလေအဲ့တော့ဒီကနေ့ဆိုရင်ကျွန်တော်နဝင်းရေရရာခြေဖို့အတွက်ပေါ့နော်ဒါအဲ့တဲ့တရားကိုလက်ခံထားတာရှိပါတယ်အဲ့တော့နဝင်းရေရရာနဲ့ပတ်သက်တဲ့ထူးခြားတဲ့အကြောင်းအရာလေးလည်းပဲကျွန်တော်ကပြောပြချင်လို့ပါအဲ့တော့နဝင်းရေရရာဆိုတာဒီလိုမျိုးလေးပါဘာမှတော့အစန်းတကြီးတော့မဟုတ်ပါဘူးအခုလို့ဒါလင်မန်းလေးထဲမှာ စံပေါ်စံနိုးစီကိုဘူးထဲတယ်။နောက်အလယ်မှာကျွေးပကံများလေးတင်တယ်။အဲကျွေးပကံပေါ်မှာလက်ဖက်ကိုးပုံ။နောက်ထုံကွန်းသီးပေါ်မှာဈေးနဲ့ဒါကွန်းရွက်ပေါ့နော်။ကွန်းရ ကိုလိပ်အနာပြီးတဲ့အခါမှာမက်ဆေ့ပေါ်မှာဖျောင်းနိုင်စိုက်ထားပြီးတော့ဖျောင်းနိုင်ကိုတိုင်းနောက်အမွှေးတိုင်းပေါ့နောက်ပြီးတော့အဲဒါကိုရဲ့အညွန်ပန်းပေါ့နော်ဒါပန်းကတော့ဗျာအယူဆအမျိုးမျိုးရှိတာပေါ့နော်ကိုရဲ့ပန်းမျက်မာလာပန်းကိုရွေးလို့ရတာရှိတယ်ကိုရဲ့ပြစ်စပုတ်ပန်းကိုရွေးတာရှိတယ်အညွန်ပန်းကိုရွေးတာရှိတယ်ပေါ့ဒါနီးအမျိုးမျိုးနဲ့ပေါ့နော်ကိုအားတန်ရတန်ရနှစ်တရနှစ်တရကိုဆရာတွေကရွေးကြတာအဲ့တော့နဝေးရဲတွေအားနဲ့ပတ်သက်တဲ့ထူးခြားမှုလေးတခုကိုကျွန်တော်ပြောပြခြင်းလို့ပေါ့နော်ကျွန်တော်အမှန်မမှားဘူးဆိုလို့ရှင်ပေါ့ဒီ2006လောက် ောက်ကပေါ့အဲ2005နှစ်ကုန်ပိုင်းလောက်ကကျွန်တော်တို့ပေါ်ပြီးမြန်နေတော့ခြံကြီးထဲမှာပေါ့ဒါအဘကအဲပထမအဓိဋ္ဌာန်49ရပေါ့တသက်လို့စပြီးတော့ပထမအဓိဋ္ဌာန်ဒါလောက်ကြတယ်ပေါ့အဘာရဲ့တပည့်ပိသက်တည်းပေါ့နော်အဘာပါဝင်တပည့်ပိသက်တည်းလောက်ကြတယ်အဲ့တော့အဲ့ဒီပထမအဋိဒံဝင်ခြင်းတဲ့သူဒါချမ်းကိုလာတဲ့ဧည့်သည်တွေကိုအဘာကပထမရေရာပေါ့ပထမပွဲပေါ့ဒါစောင့်ဝဲပြီးတယ် ဒီနေ့လာတဲ့ဧည့်သည်တွေရှိတယ်အကြောင်းကိစ္စအမျိုးမျိုးနဲ့လာတယ်နောက်တနေ့ပြန်ချင်းနဲ့ပြန်ခေါ်တဲ့ပြီးရင်ချမ်းမှာပထမပွဲလှူပေးတာပေါ့အဲ့တော့အဲ့ဒီပထမပွဲရေရာကလည်းပဲရက်နဲ့လာနဲ့ချီပြီးတော့စောင့်ပဲဖြစ်တာပေါ့ကျွန်တော်တို့ကရေရာစိုက်မှာနေကြရတဲ့သူတွေဆိုတော့ဒါမနဲ့ဆိုလို့ရှိရင်ဒါပြန်ချင်းပြန်ခေါ်လာတဲ့ဧည့်သည်တွေကိုဒါစီရင်ပေးထားပြီးသားသူတွေကိုပေါ့နော်ရေရာလေးတွေလုပ်ပေးတယ်တရရသားကြတော့အဘရောက်လာတယ်ကျွန်တော်တို့ရေရာကိစ္စတွေပြင်ဆင်နေတုန်းရှိသေးတယ် အခုပဲပထမဘွဲတွေဖြတ်လိုက်တော့တဲ့စက်မတင်နဲ့တော့ဗောနော်အဲ့တော့ပထမဘွဲနေမှာနဝင်းဝဲဘွဲပြန်ပြီးတော့လုံမယ်တဲ့ဘာကြောင့်လုံပါလဲဆိုတော့နဝင်းဝဲလုံတော့အထူးကြားတယ်အာဘိုင်ထမ်းမှာအလုံးကြီးဖြစ်နေတယ်နဝင်းရဲ့ရချေတာပျောက်သွားတယ်အာလုပ်ငန်းကအရှုံးပေါ်နေတယ်နဝင်းဝဲချေတာချက်ချင်းကိုတခါတည်းတက်ပြီးအဆင်ပြေသွားဆိုတော့ ချက်ချင်းပေါ့အဘာကြီးလာလာပြီးလို့ချင်းလာပြီးတော့ပြောတဲ့အတန်တွေတခြားကြားရတာပေါ့ဒီပထမပွဲစလှုပ်လာတဲ့တခြားမှာအဲ့လိုထူးထူးခြားခြားအခြေအနေကတိတိတသာမရှိဘူးပေါ့နော်ဆိုတော့အဲ့ပထမပွဲကြီးရလိုက်အခုချက်ချင်းနဝင်ပွဲကြီးပြန်ပြင်ပြင်ဆိုကျွန်တော်အာဆန်ကြီးတွေသွားသေးအဖျောင်းနိုင်နေအမွှေးရလက်ဖက်တွေကိုရာတွေရေတန့်နေအဲ့လိုမျိုးပေါ့နော်နဝင်ရရရကိုပြန်ပြီးတော့လှုပ်ဖြစ်သွားတာပေါ့အဲ့ဒီအချိန်ကစားပြီးအဘာထွက်ပြီးသွားတဲ့အထိကိုပဲဒါနဝင်ရရရကိုပဲလှုပ်ခဲ့ရတာပေါ့ကျွန်တော်ဒါ အဘာထွက်တဲ့နှစ်ပေါ့2008လောက်ကဒီလိုအချိန်ကာလမျိုးပေါ့တကြံနာနေတဲ့အချိန်အဲ့ဒီနှစ်ကကျွန်တော်ကတကြံကိုဒါအပြင်မှာထွက်ပြီးတော့လဲပါပေါ့အပြင်မှာလမ်းကြောင်းတစ်ခုရှာထားတာအဲ့တော့အပြင်ကမိတ်ဆွေတွေနဲ့အပြင်မှာထွက်ပြီးလဲမယ်အဲ့တော့ရန်ကုန်အင်အားလမ်းတကြံတို့ပေါ့နာမည်ကြီးတော့ကျွန်တော်ကလည်းပဲလူငယ်ဆိုတော့လဲချင်တာပေါ့အဲ့တော့အဲ့လိုလဲဖို့အတွက်ကလက်ထက်မှာပတ်စံကပြည့်ပြည့်စုံစုံမရှိဘူးအဲ့တော့တသိန်းကျော်လောက်ရှိမှအစီအမံမှာကျွန်တော်လက်ထက်မှာပတ်စံကအဲ3000လောက်ပဲရှိတယ် ဲ့တော့ဘာလို့လို့လောက်ရမလဲကြံနာလည်းကပ်ပြီးပြီအပြင်မှာလည်းအုံလောအခြေဆက်တွေကလှုပ်ထားပြီးပြီအဲစဉ်းစားလို့မရတာနဲ့ကျွန်တော်အဲ့ဒီနေရာမှတ်မှတ်ရရပေါ့ညဘက်ကြီးအဲချာမှာမယန်းလင်းစီဒီဆိုတာရှိတယ်အဲ့မယန်းလင်းစီဒီမှာနဝင်းဝဲတွေပါတယ်အဲ့ဒီကာလာမှာလှုပ်ပြနေတာပေါ့အဲ့တော့ဇီဒီဘောတက်သွားလိုက်တယ်တက်သွားပြီးလည်းပြီးရောစံတို့ဖျောင်းနေတို့လက်ဖက်တို့ခွင့်ရတို့ပြင်ဆင်ပြီးလည်းပြီးရောနဝင်းဝဲကိုဖျားမှလှူတယ်အကွာကိုနဝင်းဝဲဖျားမှလှူကွာကိုဆူတောင်းကွာကိုပဲပန်းနေပါနဲ့ပြန်ရိုက်ပြီးပြန်ဆင်းလာလိုက်တယ် အဲငါတော့ပတ်စံရဖို့အတွက်ပေါ့နော်ဒီကြံတွင်းမှာသုံးဖို့အတွက်ပတ်စံရဖို့အတွက်နဝင်ရရခြေလိုက်ပြီးဆိုတော့ယုံကြည်မှုလေးတစ်ခုတော့ကျွန်တော်ဖြစ်သွားတာပေါ့အဲ့တော့နောက်တစ်နေ့ကျတော့လေပုံမှန်နေစာတူပါအလုပ်တွေလုပ်တာပေါ့နဝင်နဲ့စဉ်းစားတာငါညနေပဲဗီဒီယိုလေးဟောရမယ်အတက်ရောက်လို့ဟောမယ်ဆိုလို့ရှင်လည်းပဲ3-5000ပဲရမှာအဲ့တော့ဘလို့မှပတ်စံ7000တသိန်းကိုပြည့်မီမှာမဟုတ်ဘူးလို့တော့လုံးစရာမရှိရင်ကျွန်တော်စဉ်းစားလိုက်တာပတ်စံ1200ရရှင်းလား အဲဘလို့ရင်းလိုက်လဲဆိုတော့နဝင်းဝဲခြေတာကငါတယောက်တည်းပဲခြေတာတစ်ပေါ့နောက်နဝင်းဆိုတာကိုပေါ့အဲ့တော့အရင်ဆုံးကျွန်တော်စာယူတာနဝင်းဝဲတင်တာဆိုတော့နဝင်းကိုကိုလို့ယူလိုက်တယ်တယောက်တည်းခြေတာဆိုတော့တစ်လို့ယူတယ်ကိုတစ်ဆိုပြီးကျွန်တော်လုံလုံထုတ်လိုက်တာကိုထိတ်စည်းနဲ့ကိုတစ်ကိုတထောင်ဖို့တကူ200ဖို့ဆိုပြောရတာအဲ့တော့ကျွန်တော်တို့ဒါချန်ပီတာမှာမေတော်ကျောင်းဆိုတာရှိတယ်ပေါ့အဲအဲ့အကြောင်းမှာသွားပြီးကျွန်တော်ရှစ်ပြီဆလောင်နဲ့အဲမော်ဒန်နိုင်ရထွက်တဲ့ခဏနေသွားကြည့်တာပေါ့ကြည့်ရတော့အာဖုန်းကြည့်ရကြည့်နေရှင်မရဘာထိတ်လဲ ကိုထိတ်ဟာမန်းသားသားကိုထိတ်ဆိုတော့နောက်ကဘာကတ်နေတာလည်းဖေးရဆိုတော့တစ်ကတ်နေတာလည်းဆိုဟာကိုတစ်ကစိုးတော့စိုးနေပြီကိုတစ်ဆိုကတထောင်ဘောကပေါင်နေပြီလေထေးစီကတော့သေချာသွားပြီအဲ့ကိုတစ်က၄နာရီလာခွဲသွားတယ်လုံးဝပြောင်းမသွားဘူးပေါ့ကျွန်တော်ပျော်သွားတာပေါ့ကြာတချမ်းလုံးပတ်ကြွားတာပေါ့အဲ့တော့ပြောချင်တာကအဲပတ်စံ၈၀၀ရလိုက်လို့ပြောသွားတာလည်းတချောင်းနောက်ဒီရေရရလုံးလိုက်တို့ထူးခြားသွားတာလည်းတချောင်းပေါ့နော်အဲ့လိုမျိုးပေါ့ဒီနဝင်းရေရရတွေက ထူးခြားမှုရှိပါတယ်အခုဒါသူလို့ချင်းဒါအပါရဘဲတွေလည်းပဲဒါဒီနဝင်းရဲ့နေရာပေါ်ပဲပေါ့နော်လက်ကင်ထားပြီးဆောင်ရဲထားမှုတွေရှိတယ်အဲ့တော့ကျွန်တော်ရှိမှာတော့ကျွန်တော်ရှိကိုဆရာနဝင်းချေခြင်းလို့ပါလို့အစိမ့်သေးသေးလာပြောကျွန်တော်ဘသူမှချေမကျွန်တော်ဘသူ့ကိုမှချေမပေးပါဘူးနော်ကျွန်တော်ရှိမှာအမြဲတမ်းဘေးတွေမေးတဲ့သူတွေထဲမှာမှတကယ်လိုအပ်တဲ့သူလားကိုပဲကျွန်တော်ချေပေးတာပါဘာလို့လဲဆိုဒီရဲရဲချေဖို့အတွက်ကျွန်တော်အချိန်ပေးရပါတယ်အဲ့တော့အဲ့အချိန်ကကျွန်တော်အတွက်အဲ ေရင်ဟောလိုက်မယ်ဆိုလို့ရှင်ပေါ့နော်အဲ၁၀ဦးလောက်ပြီးသွားတာပေါ့အဲအဲ့လိုမျိုးကျွန်တော်ပြန်ပြီးချိန်နေရတဲ့အတွက်ပေါ့နော်ရေရာချေဖို့အတွက်ကတော်တော်ကိုလိုအပ်တဲ့သူခက်ခဲတဲ့သူလောက်ကိုပဲကျွန်တော်ဆောင်ရွက်ပေးတာပါအားလည်းပဲကျွန်တော်ရှိမှဘေးရင်မေးပြီးသားလူလောက်ကိုပဲကျွန်တော်ဒါဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်နော်ဒါလေးရလည်းပဲအဲနဝင်းနဲ့ပတ်သက်တဲ့ပေါ့နော်ရေရာအကြောင်းလေးကိုကြုံလို့ကျွန်တော်ပြောပြပေးတာပါအခုကျွန်တော်ဆောစော မိတ်ဆွေများတို့ရေရလက်ဆောင်ပေးမယ်ဆိုတော့တခြားမဟုတ်ပါဘူးဆိုတော့ဒီကွန်းရွက်လေးပေါ့နော်ဒီကွန်းရွက်လေးပေါ်မှာထုံးတဲ့အဆက်60တူရမယ်အဲ့တော့လက်မနဲ့သုံးရမယ်လက်မနဲ့အဲ့တော့လက်မနဲ့ဘယ်လိုသုံးမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကထုံးမှုတဲ့ကိုလက်မလေးနှစ်လိုက်ပြီးရင်ကွန်းရွက်ပေါ်မှာ90တီတီချမယ်အဲ့တော့ဒီတိုင်းမချဘဲနဲ့ကိုကစိုင်ခန်းတက်ခန်းလိုချင်တယ်ဆိုလို့ရှိရင်ဘယ်လိုပြောပြောစိုင်ခန်းတက်ခန်းအမြန်ရပါစေအဲ့တော့ကျွန်တော်ပြောတာ6ချက်ပေါ့နော်အဲ့ဒီ6ချက်ညီအောင်ပြောရမယ် အခုကျွန်တော်စပြီးတော့လုပ်ရပြီเนาะ sin can the can um mian ya ba si အဲ့တော့ကိုးချက်တိတွေကျွန်တော်ပြောပြလာပြီးလို့ရအဲ့ထုံးဆက်လေးကိုးဆက်ပေါ်မှာထညက်ခဲလေးကိုးခဲကိုတင်လိုက်မယ်เนาะ တော့ဆိုင်ငန်းတခန်းအမြန်ရပါသေးသို့ပြီးတော့လက်မကိုထုံးထုတ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဘောမှာကိုယ့်ချက်တီတီတိုးလိုက်ပါတယ်ပြီးတဲ့အခါမှာအဲ့ဒီဘောမှာထညက်ခဲကိုယ့်ခဲတင်လိုက်ပါတယ်ထုံးထုတ်ထားတဲ့ဘောမှာဒီလိုမျိုးလေးဖြစ်သွားပြီပေါ့အဲ့ဒါကိုကျွန်တော်ဖျားမှလူမှဖြစ်ပါတယ်အဲ့တော့ဖျားမှလည်းတခါထပ်ပြီးဆူတောင်းမယ်ပေါ့ဆိုင်ငန်းတခန်းအမြန်ရပါသေးပေါ့ဒါကဆိုင်ငန်းရှာနေတဲ့သူဆိုင်ငန်းရဖို့အတွက်ပေါ့နော်ကျွန်တော်ကပြောပြတာတကယ်လို့ကိုကဆိုင်ငန်းရှာနေတာမဟုတ်ဘူးကိုကဘာဖြစ်နေတာလဲအလုံကောင်းတစ်ခုအမြန်ရနေတာဆိုအလုံကောင်းတစ်ခုအမြန်ရ စေအဲအဲ့လိုမျိုးစုတောင်းမှာပေါ့နော်အဲလုံကောင်းတက်ခုအမ်မြန်ရစေအဲအဲ့လိုမျိုးကိုကြက်တီတီတို့မယ်စောစားထက်ကြက်ခဲကိုကြက်တီမယ်စုတောင်းမယ်